မောက်မယ်မြို့နယ်တမိုင်းဝင်နန်းဖက်ခုံစည်ဒီကျောင်းတွင်ဌာနဆိုင်ရာဝန်ထမ်းများမှစူပေါင်းတန့်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖျားเจ้าကံများတွင်တန့်ရှင်းတရားလပ်ပစေရေးမြို့နယ်တွင်ရှိပြည်သူများ၏လူနေမှုအဆင့်တန်းများဖွံ့ဖြိုးတိုးတက်စေရေးစသည်ဖြင့်မြို့ပြအင်္ဂါရက်နေ့အညီပြည်စုံညီညွတ်မှုရှိစေရေးအတွက်ရဲမြင့်နယ်တောင်ပိုင်းလင်းခေခရိုင်မောက်မယ်မြို့နယ်၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကြီးကြပ်မှုဖြင့် ်ယနေ့နေ့9နှစ်နာရီကဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍မြို့ဤတမိုင်းဝင်နန်းဖက်ကုံစည်တီတော်အကြောင်းဝင်းအတွင်အပြင်စုပေါင်းတန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်ထို့သို့ဆောင်ရွက်ရာတွင်မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများကနန်းဖက်ကုံစည်တီတော်ဖုံးတော်ကြီးအကြောင်းဝင်းအတွင်အပြင်တွင်ဖျားရုပ်ပွားတော်များအားရောင်းတော်ခွင့်တန့်ရှင်းရေးပြုလုပ်ပေးခြင်းကျောင်းအတွင်း၌တပြက်စီလေခြင်းဇေဒီပထိုးပေါ်ပောက်ရောက်နေသော ပေါင်းပင်များရှင်လင်းခြင်း တစ်ပင်တက်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းချုံနယ်ပိတ်ပေါင်းများနှင့်အမိုက်တဲ့အများရှင်းလင်းခြင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကိုတက်ညီလက်ညီစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ